မင်္ဂလာပါတတမမီတို့ရေဒီကနေ့တီတီပြပြမဲ့ပုံမြင်လေးကတော့မောင်ပြုံးနဲ့စူပါဆိုတဲ့တငယ်ချင်းနှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်ကွယ်တခါတော့ငါပေါ့ကွယ်တတော်ကြီးတခုပေါ်မှာမောင်ပြုံးဆိုတဲ့စင်ကြီးနဲ့စူပါဆိုတဲ့ကြောင်လေးတို့ဟာတငယ်ချင်းဖြစ်နေအတူနေထိုင်ကြတဲ့ကွယ် မောင်ပြုံးဆိုတဲ့စင်ကြီးကအမီနဲ့လိုက်အောင်အမြဲတမ်းပြုံ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 နဲ့အေးအေးဆေးဆေးနေတတ်ပြီးတည်ရွက်တွေကိုစားရင်တစ်ပင်နားမှာပဲနေနေတာပေါ့ကွယ်စူပါကြောင်ကတော့အမြဲတမ်းအော်အော်ပြီးနေရာအနှံ့ကိုရှုပ်သွားနေတတ်တယ်လို့အခြားတိရစ္ဆာန်လေးတွေနဲ့လေပြန်ဆိုင်မှုကအမြဲစိတ်အားထက်သန်နေတဲ့ကွယ် တနေ့မှာတော့စုပါကြောင်ကစင်ကြီးကိုပြောတည်။မောင်ပြုံးကြီးနင်းနဲ့ငါတစ်ပိအမြင်ဆုံးကိုဘယ်သူမြင်မြန်တက်နိုင်မလဲဆိုပြီးကြင်ကြောက်ရအောင်ကွာ။အဲ့လိုပြောလိုက်တော့စင်ကြီးကသူ့တငယ်ချင်းစုပါကြောင်ကို ပြုံ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 နဲ့ကြည့်ပြီးစုပါရဲ့ငါကတော့အမြင်ကိုတက်တက်တာမဟုတ်ဘူးလေကွာ။ ဒါပေမဲ့တပင်းအောက်ကအေးတဲ့နေရာလေးမှာတော့ငါစိတ်ကြိမ်နေနိုင်တဲ့အတွေ့ဒီလိုနေရတာကိုငါအတွေ့အတော်လေးကောင်းနေတာလို့ကြောက်ပြတဲ့ကွယ်ဒီခါမှာတော့စူပါကြောင်ကအတန်ထွက်အောင်ရဲပြီးမပြန်ရဲဘူးလို့ဒွဲဝိုက်ပြီးမပြောပါနဲ့ကွာတတိရှိရှိနဲ့တိမ်ပွဲလုံမယ်ကွာ နောက်ကြားတဲ့သူကညနေစာရှာပြရမယ်လို့သူ့သဘောကိုပြောလိုက်တဲ့ကွယ်ပြီးတော့တစ်ပင်ဘောကိုမြင်မြန်တက်လိုက်တယ်တယ်ရင်တယ်ရင်နဲ့မောင်ပြုံးရင်မင်းတို့စင်မျိုးတွေက အကောင်သာကြည့်ပြီးအမြဲနားနေကြတာပဲကွာငါလူအကောင်သေးလောက်တောင်းမလုံနိုင်ပါလားကွာဆိုပြီးတော့ဟာ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 နဲ့ရီးပြီးပြောပြလိုက်တဲ့ကွယ် အဲ့ဒီအချိန်မှာပဲမိုးရီတက်တက်မင်းမင်းရွာလာတော့တာပေါ့ကွယ်စူပါကြောင်ကတော့တစ်ပင်ရဲ့ထိတ်ဆုံးကိုရောက်နေနေပြီးတော့မိုးရီတွေကြောင်းပြန်ဆင်းဖို့အတော်ခက်ခဲနေတဲ့ကွယ်ဒီချိန်မှာပဲမောင်ပြုံးကအေးအေးဆေးဆေးနဲ့တစ်ပင်အောက်ကနေသူ့တငယ်ချင်းရှိရဲ့နေရာကိုတွားပြီးတော့ကူညီပြီးတော့ တစ်ပင်မောကစင်မိုးကိုလှုပ်ပြီးတဲ့ကွယ်ဒီလိုနဲ့စူပါကြောင်ကလာခေါ်တဲ့မောင်ပြုံးရဲ့နှမောင်းနဲ့ပြစ်ခေါ်ခံရကြမှာတော့မောင်ပြုံးရဲ့နှမောင်းကိုအသာရပြန်ဖက်ပြီးမောင်ပြုံးကြီးငါကအမြင့်တက်ချင်လို့တောင်းမင်းနဲ့ပြိုင်လို့မိတာပါကွာငါ့ကိုစိတ်မဆိုးပါနဲ့နော်မင်းကလေ မင်းအစွမ်းစားနဲ့လုံနိုင်စွမ်းရှိတဲ့သူဆိုတာကိုငါလက်ခံပါပြီကွာလို့ရှစ်ရှစ်နဲ့ပြောလိုက်တဲ့ကွယ်ဒီချီမာတော့မောင်ပြုံးကသူ့ရဲ့ပုံစံအတိုင်းတငယ်ချင်းကိုချစ်ခင်စွာပြုံးပြပြီးပြောလိုက်တာကစူပါရဲ့အမားကိုဝင်ခဲရင်ဘသူကိုမဆိုခွလွတ်ပေးချရတာပဲလीအ မင်းနဲ့ငါကအချစ်ဆုံးတငယ်ချင်းတွေဆိုတော့တဦးနဲ့တဦးပိုတောင်တိခန့်ခွလွတ်ပြေးကြရမှာပဲပေါ့တငယ်ချင်းကိုတခုတော့ပြောချင်တယ်ကွာအမြင့်တက်တာကောင်းပါလေမမြင်နိုင်တဲ့အရာတွေရှိတာကိုတော့မင်းသတိထားတဲ့နာပေါ့တငယ်ချင်းရဲ့ပြီးတော့အားလုံးမှာကသူအစွမ်းနဲ့သူဆိုတာရှိကြပါတယ်ကွာ မင်းကတခြားမကြည့်မိလို့မသိမိတာပါတငယ်ချင်းရဲ့ဆိုပြီးတော့ရှင်းပြနေတဲ့ကွယ်ကလေးတို့ရေပုံမြင်လေးကတော့ဒါပါပဲကွယ်အနိုင်လူချင်းစိတ်နဲ့ညဉ့်ညဉ့်ဆန်ဆန်လုံးမဲ့အစားတခါတလေအီအီစစ်စစ်နဲ့တတိရှိရှိလောက်တာကပိုအောင်မြင်နိုင်တာပေါ့ကွယ်အလုံးမှာ ကိုယ်ပိုင်အစွမ်းအစကိုစီရှိကြတဲ့အတွေ့ကလေးတို့အနေနဲ့ဘသူကိုမှ နှိမ့်ချပြောဆိုတာတွေမလုပ်ရဘူးဆိုတာကိုဒီပုံမြင်လေးကနေသင်ငန်းစာရလိမ့်မယ်လို့တီတီယုံကြည်ပါတယ်ကွယ်။နောက်ပတ်တွင်မှပြန်လည်ဆုံတွေ့ကြမယ်နော်။